timing 啦， လေယာဉ်မြေလုံးပိုင်ခွင့်ပုံစံခုနှစ်နဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုအဲတည်သလားဥရေဘူးဒုတာအနေနဲ့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။2012ခုနှစ်လေယာဉ်မြေဥရေပုံမှာသုံးစာလုံးအရာလေယာဉ်မြေလုံးပိုင်ခွင့်ဆိုတာကနိုင်ငံတော်ကလေယာဉ်မြေအလုံးရဲ့ပင်ရင်းပိုင်ရှင်မှဖြစ်တဲ့လေယာဉ်မြေကိုစိုက်ပျိုးထုတ်လုပ်မှုမြန်မာတိုးတက်စေဖို့အတွက်ဥပဒေတွေ new ဥပဒေတွေစီမင်းစည်းကမ်းတွေနဲ့ညီလက်ဝယ်ထားရှိပြီးရောစိုက်ပျိုးလုပ်ကိုင်အသုံးချခွင့်ပြုထားတာကိုဆိုလိုတာပဲဖြစ်တယ်လို့လေယာဉ်မြေဥရေပုံမှာသုံးစာလုံးမှာပြဋ္ဌာန်းထားတယ် အဲလေယာမီလုံပိုင်ခွင့်ရတဲ့သူတွေရဲ့အခွင့်အရေးတွေကဘာလဲဆိုတော့2012ခုနှစ်လေယာမီဥရေပုံမှန်ကိုးကကြီးမှဆိုရင်လေယာမီကိုနံပါတ်၁ချက်လက်ရှိထားပိုင်ခွင့်ရရှိမယ်လေယာမီကိုလုံပိုင်ခွင့်ရရှိမယ်ရာသီသီးနှံနေပြောင်းလဲပြီးတော့စိုက်ပျိုးနိုင်ခွင့်လည်းရရှိမယ်အဲ့ဒီလိုလုံပိုင်ခွင့်တွေကနေထွက်ပေါ်လာတဲ့အကျိုးအမြတ်တွေကိုလည်းခံစားပိုင်ခွင့်ရရှိမှာဖြစ်တယ် ပုံမှန်ကိုးကားဝေးမှာဆိုလို့ရှိရင်လေယာဉ်မြေအားလုံးကိုဖြစ်စေတစိတစ်ပိုင်းကိုဖြစ်စေအဲလုံပိုင်ခွင်ကိုတတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေနဲ့အညီရောင်းချခွင်ပေါင်နံခွင်ငားရန်ခွင်လဲလှယ်ခွင်နဲ့ပေးကမ်းခွင်ကိုလည်းရရှိမယ်ပုံမှန်ကိုးကားငယ်မှာဆိုရင်လေယာဉ်မြေလုံပိုင်ခွင်ကို အမွေဆက်ခံခွင်လည်းရရှိမယ်ပေါ့နော်အဲ့တော့ခုနကလိုမျိုးအမွေဆက်ခံခွင်နဲ့ပတ်သက်ပြီးတော့အငင်းပွားမှုတွေပေါ်ပေါက်လာမယ်ဆိုလို့ရှိရင်လည်းဒီဇယ်ဥပဒေတွေနဲ့အညီတက်ဆိုင်ရာတရားဝင်အဆုံးဖြတ်ကိုလည်းခံယူနိုင်ခွင်ရရှိမှာပဲဖြစ်ပါတယ်ဒါလေးကတော့လေယာဉ်မြေ လုံပိုင်ခွင့်လို့ခေါ်တဲ့ပုံစံခွင့်အကြောင်းကိုဆွေးနွေးပြီးသွားတာပဲဖြစ်ပါတယ်။